တငယ်ချင်းတို့မိတ်ဆွေအားလုံးတို့ငှက်ခတ်တမားကိုလည်းသတိနဲ့စောင့်ကြည့်ရမယ်ကောင်းဝင်ပိုက်ကိုလည်းရှောင်ကွင်းပြီးတော့ပြန်တန်းရမယ်လေဆယ်လာပိုင်းကိုရဲ့နေ့မနေ့ကနန်းဖြစ်တဲ့၄ငါကိုတော့ကျေတမွေးရအဖေအုစုကနန်းတွေကနေပြီးတော့နေတိုက်အောင်ခဲ့ပါပြီ မနဲ့ကနန်း၄၅ကိုနေ့တိုင်း၄အဖေအစုကနန်းနေရနေပြီးတော့အောင်ပွဲရယူပေးနိုင်ခဲ့ပါပြီနေ့တိုင်းသုံးချိန်အောင်သွားပါပြီကဲတင်ငယ်ကြီးတို့မိတ်ဆွေအားလုံးတို့အတွက်ဆယ်လာပိုင်း၉ရက်နေ့ညနေအတွက် ready made ကနန်းနေကိုတင်ပေးထားလိုက်ပါပြီဂျယ်မွန်ရဲ့အောင်မြင်မှုတွေကို ဖတ်ပြရမယ်ဆိုရင်ထာဝရမွေးကွက်12ကွက်ကလေးကြိမ်အောင်ထားပါပြီကီတောက9ကြိမ်ထွက်ပြီးတဲ့အချိန်မှာ6ကြိမ်အောင်ထားပါပြီဝမ်းကြိမ်က9ကြိမ်ထွက်ပြီးတဲ့အချိန်မှာ5ကြိမ်အောင်ထားပါပြီလုံးပိုင်က9ကြိမ်ထွက်ပြီးတဲ့အချိန်မှာ2ကြိမ်အောင်ထားပါတယ်ဒီနေ့မနေ့မှာ ကြီးတော့လဲမှန်ပါတယ်ဝမ်းကျင်းလဲမှန်ပါတယ်လုံးပိုင်လေးပေးထားလဲမှန်ပါတယ်နေ့တိုင်းကနန်းကတော့ခုနှစ်ကျင်းထွက်ပြီးတဲ့အချိန်မှာသုံးကျင်းအောင်ထားပါတယ်ပတ်တိကနားကတော့တပတ်လုံးအတွက်နှစ်ပတ်တိသုံးပတ်တိလေးပတ်တိကိုပေးထားတာယခုချိန်ထိအောင်၅ကျင်းအောင်ထားပါပြီနေ့တိုင်းဘရိတ်ကတော့ခုနှစ်ကျင်း ထွက်ပြီးတဲ့အချိန်မှာနှစ်ကြိမ်အောင်ထားပါတယ်ဒီနေ့နေ့တိုင်းပရိလဲအောင်ပါတယ်ပတ်တိလဲအောင်ပါတယ်နေ့တိုင်းခဏလဲအောင်ပါတယ်လုံးပိုင်လဲအောင်ပါတယ်ဝမ်းကြိမ်လဲအောင်ပါတယ်ကီးတော်လဲအောင်ပါတယ်ဒီနေ့မအောင်တာသာဝရမွေးခွက်ပဲမအောင်တာပါကျန်တာအခုအောင်ပါတယ်ခုနှစ်မျိုးရှိတဲ့အထက်ကကျေတွင်းရဲ့ ready make ခုနှစ်မျိုးကနန်းနေတာ6မျိုးအောင်ခဲ့ပါတယ်ယနေ့မှ6မျိုးအောင်ခဲ့ပါတယ်ညနေအတွက်ကတော့နေ့တိုင်းပရိကို၄ပရိ၅ပရိ၆ပရိလို့ပြထားပါတယ်ပရိသုံးလုံးလုံးကစားရင်တော့16ကွက်ရှိပါလိမ့်မယ်ပရိတလုံးရွေးချယ်ပြီးတော့လဲကစားနိုင်ပါတယ်သုံးလုံးသုံးလုံးလဲကစားနိုင်ပါတယ်ကြိုက်သလိုကစားနိုင်ပါတယ် ပြီးတော့ကတော့689ပြေးထားပါတယ်ဝမ်းကျင်းကတော့689ပြေးထားပါတယ်လုံးပိုင်က6ကိုပြေးထားပါတယ်ကြိုက်တယ်ဆိုရင်တော့ယူပြီးတော့ကစားနိုင်ပါတယ်လှုပ်ရှားနိုင်ပါတယ် ready made ဇေယားကြိုက်မှစားပါ အမေဥစုကနများ အဖေဥစုကနများဆိုပြီးတော့နှစ်စုခွဲပြီးတော့ပြေးထားပါတယ်ကြိုက်ရကိုရွေးစားနိုင်ပါတယ် ်ငယ်ချင်းတို့ရဲ့သဘောဆန္ဒအတိုင်းမှာမမပြည်တော်မှာနေထိုင်ကြတဲ့တချို့သောအခက်အခဲရှိတဲ့ပုဂ္ဂိုလ်တွေမနဲ့တစည်းညာတစည်းတွားနေကြတဲ့အမျိုးသမီးတူကြီးအာလုံးမနဲ့ဈေးတွေညာဈေးတွေတွားနိုင်အောင်အစဉ်ပြေကြပါစီလို့ရေတမွေမေတ္တာပို့ရဲ့ ready made ကနန်းမျိုးတင်ပေးလိုက်ပါတယ် ကျေမွေခုနမျိုးတော့ကဏ္ဍဤမှာဘယ်ဘယ်အမျိုးကအအောင်မြင်ဆုံးလဲဆိုတာကြည်ပြီးတော့လှုပ်ရှားနိုင်ပါတယ်ကစားနိုင်ပါတယ်တတိပေးလိုက်ပါတယ်